မြန်မာနိုင်ငံမှာမက်လ28ရက်နေ့ကပြင်းအားကြီးမတဲ့ငလင်းလှုပ်ခတ်ပြီးတဲ့နောက်ဧပြီ24ရက်နေ့ထိအလူငွေကျပ်ဘီလီယံ3တသောင်းကျော်ရရှိထားတယ်လို့ဒုစစ်ကောင်ဆောင်ဒုရီယာဘူချုပ်မှုကြီးစိုးဝင်းကပြောပါရယ်ဧပြီ25ရက်နေ့ကနေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီရဲ့တဘာဝဘေးရန်ကြီးဆိုင်ရာစီမံခန့်ခွဲမှုကော်မတီစည်းဝေးမှာငလင်းလူငွေရရှိမှုနဲ့ပတ်သက်ပြီးအခုလိုပဲပြောလာတာပါအလူငွေရရှိမှုအနေနဲ့ပြည်တွင်းပြည်ပကအလူရှင်တွေရဲ့ လူဒန်းငွေပေါင်း7ဘီလီယံ3သိန်းတောင်းကျော်အမေရိကန်ဒေါ်လာ2သန်းကျော်ကိုရီးယားဝမ်5သိန်းအိန္ဒိယရှူပီး15သိန်းထိုင်းဘတ်2သန်းနဲ့စင်ကာပူဒေါ်လာ3150ရရှိထားတာပါရရှိထားတဲ့လူငွေတွေကိုတော့မြူသားတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရဲ့ငွေစင်းမှာထည့်သွင်းထားပြီးအဲ့ဒီအလွန်ငွေတွေကိုစနစ်တကျလှုပ်ဆောင်ကာကုညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာအသုံးပြုနေတယ်လို့ဒူးစစ်ကောင်းဆောင်ကဆိုပါတယ် ပြည်သူတို့ကတော့စစ်ကောင်စီကရရှိထားတဲ့အလူငွေတွေနဲ့စနစ်တကျကူညီကယ်ဆယ်လှုပ်ဆောင်ပေးနေတယ်လို့ပြောပေမဲ့မြေပြင်မှာထိထိရောက်ရောက်ကူညီပေးနိုင်တာမရှိသလိုနိုင်ငံတကာရဲ့အလူငွေတွေဟာစစ်သုံးစိတ်တွေဖြစ်လာတာကြောင့်ပြည်သူတွေပိုနစ်လာရတယ်လို့ဝေဖန်ပါတယ်။ဟောစစ်ကောင်စီပြည်သူတို့အခုတကယ်အမြင်ပြမှာခံစားယူနေရတဲ့ပြည်သူလူထုဆိုတော့အခုမန္တလေးလိုစကိုင်းလိုနေရာတွေထိထိရောက်ရောက်သူမကူညီပေးနိုင်ဘူး။ သူ့နေရာဖြစ်တဲ့နေပြည်တော်ကိုတကွဲစာလောက်ပဲသူကအဲ့တော့တော့မှအဓိကငလျင်ဘေးတွေပြည်လူပြည်ပေါ်တုံးတာလို့မဟုတ်ပဲနဲ့အခုနိုင်ငံတကာကထောက်ပတ်တဲ့အကူအညီအကုန်လုံးဒီဒီစစ်သုံးစေးတွေဖြစ်လာတဲ့ပုံမှာလူလူကပို့ပြီးတော့ပို့အကျက်တွေဖြစ်တော့ဗျာတဘောဘေးဦးလည်းကြောက်ရ စစ်ဘေးဦးလည်းထက်ကြောက်ရဆိုတဲ့ဟာမျိုးပေါ့နော်ခုနိုင်ငံတော်ကထောက်ပတ်တဲ့အကူအညီတွေကြောင့်စစ်ကောင်စီဒီစစ်ရအပူရှိလာတာပဲရှိတယ်ပေါ့နော်ဒီလူတို့ကတက်တာရတာမဟုတ်ဘူးပေါ့နော်ဒီလူတို့ကပို့ပြီးတော့နှိမ့်နောက်တော့တယ်ဆိုတဲ့ဟာမျိုးတွေရှိပါတယ်လို့ပြည်တွင်းပြည်ပကလူရှင်တွေပြင်နိုင်ငံတကာကလူရန်းလူသူတွေအနေနဲ့စစ်ကောင်စီကတဆင့်အလွန်ငွေတွေပေးအပ်ပြီးကုညီမဲ့အစားတိုက်ရိုက်ထိတွေ့လူရန်းတာကသာပြည်တွင်းအတွက်တိရောက်မှုရှိနိုင်မှာဖြစ်တယ်လို့သူကဆက်ပြောပါတယ် စစ်ကောင်စီဘက်ကတော့ငလင်ဘေးနဲ့ပတ်သက်ပြီးဘေးအနီးရဲတိကြိုက်ခံရတဲ့ဧရိယာရဲ့အခြေအနေတည်နေရာနဲ့အခြားဘေးအနီးရတွေထပ်မံဖြစ်ပွားနိုင်မှုရှိမရှိ စစ်စစ်တာရရှိတဲ့အချက်လက်ပေါ်မူတည်ပြီးရှာဖွေကယ်ဆယ်ရေးလှုပ်ဆောင်တာဖယ်ရှားရှင်းလင်းရေးအပိုင်းကစားအဆင့်၅ဆင့်နဲ့ဆောင်ရွက်နေတယ်လို့ပြောပါတယ်စစ်ကောင်စီရဲ့အချက်လက်တွေရ ငလင်ကျောင်းနိုင်ငံတော်ဝန်ကနေအိမ်6300ကျော်၊စာတင်ကျောင်း6800ကျော်၊ဖုန်းကြီးနဲ့တီလာရှင်ကျောင်း9500နီးပါး၊ဇီဒီပရို9342စုနဲ့အခြားဘာသာရေးအဆောက်အုံပေါင်း613လုံးထိခိုက်မှုရှိခဲ့တာပါ။ဒါ့အပြင်စေယုံစေကန်956လုံး၊ရထားလမ်း56ခု၊လမ်း282ခု၊အမြန်လိုင်းပိုင်း198ခု၊စေတမန်986ခု တရား192ဆင်းအပြင် transformer 353လုံးပျက်စီးခဲ့ပြီးထိခိုက်မှုတွေကိုတော့ကာလတူကာလလတ်နဲ့ကာလရှည်ခွဲစားပြီးအဆင့်လိုက်ဆောင်ရွက်သွားမယ်လို့စစ်ကောင်းဆောင်ကပြောဆိုထားပါတယ်မြန်မာနိုင်ငံမှာပြင်းအားကြီးမားတဲ့ငလင်းလှုပ်ခတ်ပြီးတဲ့နောက် April 25ရက်နေ့ထိတည်ဆုံးသူ3963ဦးဒဏ်ရာရရှိသူ9100ဦးနဲ့ပျောက်ဆုံးနေသူ100ဦးရှိတယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်